ရှင်ဖရာတဲ့အမျိုးသမီးအမျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲတဲ့ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်နိရုဒ္ဓတဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက် လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချင်းရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်သုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့တော့အဲ့ဒါစိတ်ဝိသားကြောင်းတယ်အဲ့မှာနော်အချင်းအချင်းရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ် တာမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်ကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးဟောအဲ့တော့သတိထားစရာကစိနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဝတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဝတ်တရားကြည့်ဖို့လို့ရပေါ့အိမ်မှာနေပြီမဲ့လို့ဝတ်တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူတို့ဆိုလို့တဲ့အတိပဲအဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေက နေပြီးတော့ အင်းတော်ရဲ့သားချပေးတယ်ပေါ့။ဟော။ဒါအင်းတော်ရဲ့သားကြတဲ့မျိုးသမီးတွေအတွက်ကြီးပဲပြောတာ။မျိုးသမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့မျှော်လင့်ချက်နဲ့ကိုယ့်ရဲ့သမီးကိုအင်းတော်ရဲ့သားချပေးလိုက်တယ်တဲ့။အဲ့လိုအင်းတော်ရဲ့သားချပေးတဲ့မျိုးသမီးဟာကိုယ့်ရဲ့အင်းတော်ဘက်ပေါ်မှာဟိုတရားချေပြမှုရှိတယ် ဝတ္တရားကြည်ပြွန်စွာနေထိုင်နေဒါတစ်ချက်နော်ဝတ္တရားကြည်ပြွန်တာအဲ့ဒါဝတ္တရားကြည်ပြွန်တာလည်းဒီမဲ့ဒါကုသရနေတဲ့သဘောရှိတယ်ကိုလိုရမဲ့ဝတ္တရားကိုကြည်ပြွန်ပြန်လှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေတဲ့နောက်တစ်ခုကပါရမီဆိုရင်မိမိရဲ့အိမ်တော်ဘက်က ခရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ဆိုရောက်ခမဗောလေးကိုခဲ့ပြောင်းလဲဆိုင်အနောက်ဘက်ရဲ့မိဘတွေသူကိုးွယ်တဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူကတလေတစားကိုတရားချေပြွန်စွာဆောင်ရွက်ပြီးတယ်ဒါတခု ဒါဒုတိယမြောက်ကုသိုလ်တယ်ဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေကနော်ဟိုတရားကြည်ပြန်စွာဆောင်ရတယ်နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ် ြောမှဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြွရလားဒါကိုကုသိုလ်လို့မထင်ကြဘူးလေဒါသူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်ပြင်လုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကို့အိမ်မှာဝိုင်းကူပြီးတော့လှုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလှုပ်သမားတွေရှိတယ် သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင် မလှုပ်သလိုခွဲခြားသေးတယ်အလုပ်စူးစမ်းရင်စူးစမ်းသလိုအလုပ်မစူးစမ်းဘူးဆိုရင်မစူးစမ်းတဲ့အတိုင်းတားခွဲခြားပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလှုပ်တဲ့လူစုပေးတတ်ပေးပေါ့လှုပ်တဲ့လူ ပို့ပြီးတော့ခရုဆိုင်ပေးတယ် နေမကောင်းတိုင်မသာရှိလာလို့ရှိရင်ဟိုနေဝံကောင်းတိုင်မသာရှိလို့ရှိရင်သူ့ကိုဆေးဝါးကုသပေးတယ်ပေါ့ကိုယ့်ရင်ကလူတွေကိုနော်နေနေမကောင်းတိုင်မသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူနဲ့တန်နဲ့လှုပ်ဖယ်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်နော် အိမ်မှာစားစရာတောက်စရာရှိရင်လေညီလူညီမြခွဲဝေပြီးတော့ပေးတယ်ဒါနဲ့ဒါဟိုလည်းကုသိုလ်လို့ပြောတာဒါနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားက အပြင်းမသွားပြီးအလုတ်လုတ်ပြီးရှာဝေးလာခဲ့တဲ့ငွေကြေးတနဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အနောက်ဘက်မသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျ စီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ်။ရှားလာတဲ့ပစ္စည်းထိမ့်သိမ်းဆောက်ရှောက်တယ်ပေါ့။အောက်ဆိုလို့တယ်။စီးတဲ့ရေးဩခန့်တဲ့ကတဲ့ဆိုလို့ပေါ့။စီးလာတဲ့ရေးတွေကိုပျောက်ပြတ်မသွားအောင်ဓမ္မနဲ့စီးပေးထားတယ် ကသင်းနဲ့စီပေးထားတယ်လဲထဲမှာရေးသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းပျောက်ပြဲမှုမရှိအောင်သူကစီမံဆောင်ရဲ့ပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးတဲ့မြာလိုက်နာကျင့်သွားတဲ့တောင်းဝတရားပဲဒါသူရဲ့တောင်းဝတရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့ အဲ့ဒီတောင်ဝတရားခြေပြွန်ခြင်းဟာဟိုထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြမြတတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲတို့ဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ် နောက်ထပ်နံပါတ်6ကြတော့မနဘကအိကနတ်သမီးဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်ကဆက်နွယ်လာပြန်တယ်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ခါန္တရဏကိစ္ဆာမိရှရဏ၃ပါးကိုကိုးွယ်စိကတုဖြစ်တယ် အဲ့ဒါဆိုရင်တော့ဘာသာကြားရီကဘယ်လိုလုပ်လဲဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဖယတရားသံဃာကိုကိုွယ်တိုက်တဲ့ယရဏဗျာကိုကိုကိုွယ်တယ်စကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်ဗောဒါနံပါတ်6 အဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားသရဏဂိသမိဓမ္မသရဏဂိသမိသံဃသရဏဂိသမိတော့ပါမှာမဟုတ်ဘူးသို့တော့သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးမရှိဘူးလို့ပြောလို့မရဘူး တို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုကနမခွန်ကြတော့ပါတော့ကိုချင်းတိလနဲ့ပြည့်စုံတယ်အဲ့ဒါတော့ဒါတိလပဲရောက်လာအဲ့ဒီကိုချင်းတိလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလဒီကိုချင်းတိလကတော့ရှိအောင်ဘာလို့ဆိုရင် သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာ မတရားယူတာရှောင်ရမယ်ကာမိတုမေဆဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင် तू ကဒုစရိုက်ပဲလေတာနော်တော့ကမှရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမာ သူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိယသာခွဲတာဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဠိပါဒဖြစ်တာနော်သို့သောအတိုင်းတာချင်းတော့မထူတတ်ဘူးပေါ့သူတော်ကောင်းတတ္တနဲ့တိယောမတတ္တနဲ့မထူဘူးပေါ့အဲ့လိုတော့ကွဲပြားခြံနာမှုတွေရှိတယ်တမန်ပုဂ္ဂိုလ်တယောက်တတ္တနဲ့ကိုယ့်အမိဖေးတတ္တနဲ့မထူဘူး သမန်ပုထုဇဉ်တယောက်တတ်တာနဲ့ယဟန္တာပုဂ္ဂိုလ်တတ်တာနဲ့မတူပြန်။ကိုချင်းတိရရှိတဲ့ပုဂ္ဂိုလ်တတ်တာနဲ့ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်တတ်တာမတူပြန်။မတူတာပါမတူတာတော့ဆိုအချိုးပေးတာမတူတာပြောတာ။ပို့ပြီးတော့အပြစ်ချီးတယ်။အသက်ခံရတဲ့ပုဂ္ဂိုလ်ကကိုချင်းတရားကောင်းလေလေဤချင်းရှိလေလေတတ်တဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပြစ်ချီးတယ်။ဒါကတော့ တဘာဝကြပါတယ်တဘာဝကြပါအလုံးတူတယ်ဆိုတော့တဘာဝမကြဘူးเนาะအဲ့တော့ဖေတ္တဝါကိုမှမတတ်ဘူးရှောင်တယ်သူများပစ္စည်းကိုဘယ်တော့မှဟိုမပေးပဲနဲ့သူများပစ္စည်းကိုလိမ့်ယူတာညာယူတာခိုးယူတာတခုမှမလုပ်ဘူးရှောင်တယ်ကာမေတုမိစ္ဆာစာရ နော်ကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ပုံမှာသွားပြီးတော့ဆက်ဆံမှုလုပ်တာမရှိဘူးရှောင်းနေဘုဒ္ဓဝါရသူတပါအကျိုးပြက်ပြားသွားအောင်လိမ့်နည်းလေးပြားပြောတာမျိုးမရှိဘူးရှောင်းနေအယက်သေးစားမှုရစီဝတောက်စားတာမရှိဘူးရှောင်းနေဒီရှောင်းကျင်မှု၅ရက်၅ဝတိလားအဲ့ဒီ၅ဝတိလားရှောင်းတဲ့ခုတို့ နမခွန်နောက်နမရှိကြတော့ဘာလို့ဆိုရရရောတဲ့သူကအိမ်မှာနေတဲ့အချိန်မှာဘသူ့ပေါ်မှာပဲဖြစ်ဖြစ်ဂျင်နရစီတီလို့ခေါ်ရပါတော့ဂျင်နရစီတီအလုံးပေါ်မှာမြတ်မြတ်တရရှယ်တတ်တယ်ဘသူ့ပဲဖြစ်ဖြစ်ကျွေးခြင်းနဲ့မွေးခြင်းနဲ့ပေးခြင်းနဲ့ဆက်ရှိတယ် အလုံးပေါ်မှာညံ့ညံ့တာတာစွန့်လွတ်တယ်အဲ့ဒီစိတ်ဓာတ်ကတော့အလွန်မွန်မြတ်တဲ့စိတ်ဓာတ်ပေါ့ကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားကင်းပြီးတော့အလုံးအတွက်ခွဲဝေပေးနိုင်တဲ့စိတ်ဓာတ်မျိုးဒါကိုသာခဝတိစွန့်လွတ်မှုရှိတယ်လို့သူဆိုလို့စွန့်လွတ်တယ်စွန့်လွတ်တယ်ဆိုတော့ဘာလို့ဆိုရင် ကိုတွက်တောင်မှဆွန့်လွတ်တာကိုစားမဲ့ဟာတောင်သူများကိုပေးတယ်ဆိုတာဒါဆွန့်လွတ်တာခေါ်တယ်အဲ့ဒီလိုဆွန့်လွတ်မှုပေါ့တော့စားစရာတောက်စရာနဲ့ပတ်သက်ပြီးတော့အဲ့လိုဆွန့်လွတ်ပြီးဝိကတမလမစ္ဆေရိနာစေတတာအခါရံအစ္ဆဝတတိမစ္ဆရိယစိတ်ကင်းပြီးတော့အိမ်မှနေတာအိမ်မှနေတဲ့အချိန်မှာမစ္ဆရိယတရားများနေလို့ရှိရင် ဒါတော့မထိနဲ့ဒါငါဟာဒါသူဟာနဲ့ဆိုပြီးတော့ခွဲထားမကင်ရအောင်နော်တချို့မှာကိုကြိုက်တာကိုယ့်အဆွဲဆဲချက်တာတယ်မကြွေးဘူးကြံတဲ့လူတွေဒါငါအတွက် special အဲ့လိုဟာမျိုးကရှိသေးတယ်လေအဲ့လိုမလုပ်ဘူးအလုံးအတွက်အလုံးအတွက်တူတူပဲစားတာတူတူပဲ စင်တန်တူတူထားတယ်အဲ့ဒါဝိကတမလမစ္စေရိနာစေတတာကာရံဣဇောတိအိမ်မနေတဲ့ခါမှာသာရတောက်တာခွဲချပြီးတော့မလုပ်ဘူးကိုတူတူထားတယ်မုဒ္ဒစာကာတဲ့နမောတာမလုပ်ဘူးနော်တရတမှုမထားဘဲနဲ့လွတ်လွတ်ကြီးစွန့်လွတ်တယ်ပေးတယ်ကမ်းတယ်စိတ်ကအတွေ့အစိတ်မပါဘူးလို့ဆို ပယတပါဠိဒါကတော့တင်စားပြီးတော့ပြောတာစေကျော်ပြီးတော့လက်ရှိသူဖြစ်တယ်စေကျော်ပြီးတော့လက်ရှိသူဆိုတာအပေကံ helping hand ကိုပြောတာနော် keeping hand လို့ပြောကြပြော helping hand သူများကိုပေးထပ်ကမ်းတတ်သူ့လက်ကဘယ်တော့မှပြန်ပြီးတော့ပြန်ကုတ်တာမရှိဘူး သူများเสียอยู่แล้วไม่รู้ไปได้แหละปริวิภิไปผู้ตัวอสนแน่มั้ยเอ๊ะเอ๊ะยอมละรู้สิไปมั้ยจ้วยมั้ยตัวดำเหมยนี่ล่ะไม่รู้ผู้อะลุไปผู้อ่ะอสนแน่ဖြစ်နေတယ်လက်ကိုစေจอပြီးတော့လက်ရှိသူလို့ဒီလိုတင်သားတော့အေးသူများတဲ့ကိုရဲဆက်တဲ့တတ်တတ်တဲ့လူကြတော့ပိတ် လောဟိတပါဏိတဲ့သွေးစွန်သောလက်ရှိသူအဲ့ဒီလိုသုံးတာနော်သွေးပေသည်ဖြစ်စေမပေသည်ဖြစ်စေသူများတတ်ရင်ဒါသွေးစွန်သောလက်ပဲတရားလဲဆေးသည်ဖြစ်စေမဆေးသည်ဖြစ်စေသူများကိုပေးတဲ့ကံနဲ့ဆိုရလူကပယတပါဏိဆေးကြောပြီးတော့လက်ရှိသူ ဖြူစင်တဲ့လက်ရှိသူတန်ရှင်းသောလက်ရှိသူလို့ဒီလိုတွေပဲရတယ် အင်္ဂလိပ်သုံးပါ helping ဆိုတာနဲ့တူတူပါပဲအဲ့ဒါမျိုးခွင့်ကြီးတတ်တဲ့လက်ရှိအလက်ရှိသူပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဝတ်သက်ကရတော်ပေးရကံအရာပေါ်မှာသူကစိတ်ပျော့တယ်ခြေနဲ့တယ်နှမျောမှုမတွန့်ပေးရကံရမှာသူကခြေနဲ့တယ်ရှားဆယောဂောတဲ့ဘသူကလာတောင်းတောင်းတောင်းရလွယ်တယ်ပါဠိရှိဦးလားရှိတယ်ရော့ယူသွား တော့အဲ့လိုပြီးရတဲ့လို့ဆိုလို့ပေါ့ဒါနတံဝိပါကရတောရှားရတဲ့ပစ္စည်းကိုပြီးတယ်ဝီပြီးတယ်ခွဲခြားတယ်အဲ့ဒီပုံမှာသူကပြောမွေးတယ်ဘယ်တော့မှတယောက်တည်းမစားဘူးဘယ်တော့မှငါအတွက်ဆိုပြီးတော့မထားဘူးအလုံးမျှဝေပြီးတော့စားလေးရှိတယ်အဲ့ဒါမျိုးပြောတာနော်အဲ့ဒါမစ္စရိယကင်းစင်ပြီးတော့အိမ်မှာနေတဲ့အနေအထားတခုတဲ့ အဲ့ဒါကနံပါတ်8အဲ့တော့ငါဘသီလလုံနေဖရာတရားတန်ခါရဏသဘောစိကတ်တယ်ဒါကတခုငါဘသီလလုံနေဒါကတခု အပေကံရရောတယ်ဒါတခုအလုံးပေါင်းလိုက်တော့6ခုဒီ အိန္ဒြေရဲ့ဝတ္တရားက၅ခုဒီဘက်က၃ခုကုသဘက်က၃ခုနော်အိန္ဒြေရဲ့ဝတ္တရားကြည့်ပြမှုက၅ခုဖျက်တဲ့ကုံကတခုနာဝတိလာကတခုအပေကံရဲ့ရောတာတခုဒီ၃ခုကတော့အခုသူဆိုထင်ရှားတယ်နော်ဟိုဘက်ကတော့ ကုသိုလ်ရဲ့လို့မထင်ရှားဘူးသို့သောအမျိုးသမီးတွေဟာအဲ့တိုင်လိုက်လာရဆိုလို့ရှိရင်အချက်ရှိချက်ပြည့်စုံသွားတယ်အဲ့တော့မြတ်စွာဘုရားကအနုရုဒ္ဓာတဲ့အခုပြောရတဲ့အချက်ရှိချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာတဲ့ဒီဘဝကသိဆုံးသွားလို့ရှိရင်ဒီ ကုသိုလ်၈မျိုးကြောင့်ဒီအချက်၈ချက်ကြောင့်မနာပကာယကဆိုတဲ့နတ်သမီးဘဝကိုရောက်ပါတယ်လို့ညစောပြအဲ့လိုခေါ်တယ်နော်မနာပကာယကဒိမနတတိဘုံရောက်တယ်လို့သူခေါ်တာ